ပြောင်းလဲကုန်ပြီဆိုပေမဲ့များများတော့လည်းမဟုတ်ပြန်ပါဘူးကျွန်တော်ပြောင်းလဲခြင်းပေမဲ့ဒစိတ်တစ်ပိုင်းကကျွန်တော်ဖြစ်နေသေးတာကိုတော့မတတ်နိုင်ပါဘူးအေဗာဒန်ကိုရှုံးခဲ့တဲ့ပွဲပြီးတဲ့နောက်စိတ်အခြေအနေမူမှန်ကိုပြန်ရောက်လာခဲ့ပေမဲ့ရှုံးရတာကိုမုန်းနေသေးပဲအထူးသဖြင့်သူရဲ့ခွေးမှာရှုံးရတာကိုပေါ့ကောလင်းအိယာဝင်သွားပြီကလေးလေးအိယာဝင်သွားပြီကျွန်တော်လည်းအိယာဝင်ဖို့ပဲကြံတော့ပေမဲ့ပွဲကိုပြန်ကြည့်မိတယ်အမားရီကြီးလုံးနေခဲ့တာကိုတွေ့ရတယ်တကယ့်ကိုစိတ်ပျက်စရာပဲနောက်လာမယ့်ပွဲကိုမဆောင်နိုင်အောင်ဖြစ်ခဲ့မိတယ်ဝမ်ဟန်နဲ့ပွဲမှာကောင်းကောင်းကစားပြီးတော့ခြေစွမ်းပြပြီးအေဗာဒန်နဲ့ပွဲရခြေစွမ်းကိုကျွန်တော်မေးပြလိုက်ခြင်းနဲ့နောက်ပွဲစားတဲ့ ခရရတယ်မကြမချင်းတော့ကျွန်တော်မှစိုးရတဲ့ခြေစွမ်းနဲ့ပတ်သက်တဲ့ဖြစ်ရတရားခေါင်းထဲမှာအပြည့်သေးဒီလိုလေပက်လို့နေရတယ်အဲဒီစိတ်နဲ့ပဲလေးချင်ရင်ကွင်းမှာလေးချင်တယ်နေပဲဒီဆိုရင်အရင်နေ့တွေကထပ်ပူပြီးလွားကစားပြီးတော့လေးချင်တယ်ညရီဆိုရင်လည်းနူးနူးလာတတ်တယ်နောက်ပွဲဦးတကယ်ကိုမဆောင်နိုင်တော့အောင်ဝင်ဝဟန်နဲ့ပွဲမှာကျွန်တော်တို့သတိစည်းနဲ့နိုင်ခဲ့ချပြီးတော့ကျွန်တော်နှစ်ကိုးသွင်းနိုင်ခဲ့အမတန်နဲ့ပွဲဟာစိုးရတဲ့ခြေစွမ်းကိုနောက်မှချိန်ရခဲ့ပြီဖြစ်တဲ့အကြောင်းပြောလို့ရပါပြီကျွန်တော်ကလည်းနိုင်ငံမှာရှိကြတဲ့တခြားဖော်လုံပြည်သက်လေးလိုပါပဲနေရာဒီမှာပွဲချင်းကိုချိန်ညာလိုက်ပြီးဆိုတာနဲ့အပြီးလွားသွားကြည့်တတ်တယ်အရေးကြီးဆုံးဖြစ် ြစ်လာမဲ့ပွဲစဉ်တွေကိုရွေးချယ်ကြည့်တတ်တယ်။ Everton နဲ့ကစားမဲ့ပွဲကိုအရင်ကြည့်တယ်။ပြီးရင် Liverpool နဲ့ကစားမဲ့ပွဲကိုကြည့်တယ်။ပြီးရင် City ကိုကြည့်တယ်။အဲဒီနောက်မှာ Arsenal နဲ့ Chelsea တို့ကိုကြည့်တယ်။ဖလားပြိုင်ဆိုင်မှုမှာအရေးပါလာမဲ့ပွဲစဉ်တွေပေါ့။ Diamond ရဲ့ရာသီအဖွင့်နဲ့အပိတ်ပွဲစဉ်တွေကိုလည်း like ကြည့်တတ်တယ်။ Christmas ပွဲချက်ကာလမှာဘယ်သူနဲ့ကစားရမလဲ။ဘယ်သူတွေဘယ်သူနဲ့ကစားနေရမလဲ။ Diamond ကတည်းက Everton, Liverpool, City တို့လိုကျွန်တော်တို့ Champion ဖြစ်မှာကိုတားနိုင်မဲ့အသင်းတွေနဲ့ကစားမဲ့ပွဲစဉ်တွေကသာပွဲစဉ်စရာတစ်ခုလုံးထက်ပိုပြီးတော့အရေးကြီးတာပါ။အဲဒီနောက်မှာကျွန်တော်တို့လွမ်းမှုမှုရှိနိုင်တဲ့ပွဲတွေကို like ရှာကြည့်တယ်။ဥပမာ မှာစီးဆိုင်ကြပြီးပွဲစဉ်လိုမျိုးပေါ့ကျွန်တော်အချိန်အားမေဆိုရင်အဲ့ဒီပွဲကိုပရိသတ်တယောက်အနေနဲ့ကြည့်နိုင်မှုအချိန်ချန်ထားတယ်မတက်နိုင်ဘူးကျွန်တော်ကအခုထိ Everton ပရိသတ်ဖြစ်နေတော့မယ်ကျွန်တော်တို့ကစားတာကို TV ကနေကြည့်တိုင်းအခုထိစိတ်လှုပ်ရှားနေတော့မယ်တို့ရှုံးလဲကျွန်တော်စိတ်ပြက်လက်ပြက်ဖြစ်တယ်ကျွန်တော် TV ကိုကြည့်ပြီးတော့អော်တယ်စေးရေးတိုင်းထွားတယ်ဒိုင်လူရာတို့ကိုမတရားတဲ့ဆုံးဖြတ်ချက်တွေတတ်မှတ်ပြီးညှိတွားတယ်ကျွန်တော်ကိုင်ကိုတော့ အေဗာဒန်ဝစ်ဆုံသေးသေးလေးဝေပေးထားသေးတယ်ကျွန်တော်တို့အေဗာဒန်ပွဲကြည့်ပြီဆိုရင်သူ့ကိုအဲ့ဒီဝစ်ဆုံလေးဝေပေးထားတဲ့တယ်ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးရီယိုကလည်းသူ့ဝဟန်အတင်းရဲ့ရလာတွေကိုအမြင်လို့လို့စောင့်ကြည့်ပြတဲ့အကြောင်းပြောဘူးလေမိုက်ကယ်ကာရီကလည်းနယူကာဆယ်ကိုအမြင်နိုင်စီခြင်းနဲ့ကျွန်တော်တို့နဲ့ကစားရေးပွဲကလွယ်လို့ပေါ့ဒါကလူတွေပြေးချက်နေတဲ့ကွင်းထဲမှာထိုင်ပြီးတော့ကိုချစ်တဲ့အတင်းကိုအားပေးရင်နိုင်တဲ့အခါပျော်လိုက်ရှုံးတဲ့အခါစိတ်ပြတ်လိုက်ခံစားသလိုမျိုးပဲဆိုတော့ကျွန်တော်တို့အားလုံးနားလည်ထားပါရီဒါကြောင့်လဲကျွန်တော်ကစားနေတဲ့အတင်းရဲ့ပြည်သက်တွေစီကအချစ်ခံရဖို့ကရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်နေတာပါကျွန်တော် United တွေပွဲထွက်လာ ိုင်းပရိသတ်တွေကအမြဲတမ်းတခုလေသောတခြင်းကိုပဲဆိုကြတယ်ရွန်းနီရွန်းနီရွန်းနီအဲ့ဒီတန်တွေကကွင်းထဲမှာတောင်သေးသေးလေးထဲမှာစတင်လာခဲ့တာပါဒါပေမဲ့တဖြည်းဖြည်းများပြားလာခဲ့တယ်ခြေလောင်တစ်ထက်ခြေလောင်လာခဲ့တယ်ကွင်းကြီးရဲ့ထဲမှာပဲတင်တန်တွေတောင်ဖြစ်လို့လာခဲ့တယ်အဲ့ဒီလိုတန်တွေပဲတင်ထက်နေတဲ့အချိန်မှာကျွန်တော်ကပွဲတွေမှာအာယုံစိုက်ထားရတာကြောင့်မကြောက်မိဖြစ်ဖြစ်သွားတယ်ဒါပေမဲ့ကစားနေတာကိုခဏရက်လိုက်တဲ့အချိန်မှာကွင်းထဲမှာကျွန်တော်နာမည်စီညာနေတာကိုကြားလိုက်ရတယ်အဲ့ဒီတန်တွေကကျွန်တော်ကိုအာယုံစိုက်မှုပို့ပြီးတော့ကောင်းလောင်အောင်ကူညီပေးခဲ့ပါတယ်ကျွန်တော်တို့တွန်းအားပေးတယ်တခါတည်းရန်ဆိုရင်ကြက်သီးမွှင်းကြီးတွေတောင်ထားခဲ့ရတဲ့အထိပါပဲ ကျွန်တော်ကွင်းထဲဝင်လာတဲ့အချိန်မှာအဲ့ဒီအတံကိုကြားလိုက်ရတဲ့အခါကျွန်တော်ကိုတက်ကြွပြီးတော့လန်းဆန်းသွားသေးတယ်ကျွန်တော်ဖြတ်ထုတ်မှုကောင်းကောင်းလုံးလိုက်နိုင်တာပဲဖြစ်ဖြစ်ဘူးသွင်းနိုင်လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်လုံးနိုင်တဲ့အချိန်မှာအဲ့ဒီအတံတွေကိုကြားလိုက်ရရင်ကျွန်တော်အတော်လေးကိုစိတ်လှရှာခံစားရပါတယ်ဂုံမှုကြောင့်ကျွန်တော်ရင်မကပုံပေါက်လာတာကိုခံစားရတယ်ပရိသတ်တွေကမတက်ရက်ပြီးတော့အားပေးလို့အလံတွေကိုဝင့်ရမ်းလို့အချင်းတွေကိုဆူလို့ရွန်နီရွန်နီရွန်နီဒါမှမယုံနိုင်စရာခံစားချက်ပါပဲ United မှာပွဲတိုင်းကတော့တကယ်ကိုပွဲကောင်းနေကြပါပြီ ဒါပေမဲ့တချို့ပွဲတွေကတော့တစ်မျိုးလုံးကိုပါလွတ်လွတ်ရွရွနဲ့ဖန်ဆားနိုင်နေတယ်။ဒါပါတမှာဆိုရင်ဒီလိုမျိုးပွဲကမန်စီးဆိုင်ဒါဘီပွဲစဉ်မှာပဲဘူးထွက်ဖို့မှာတော့လီဗာပူးမန်စီးတို့နဲ့ပွဲတွေပဲဖြစ်ပါတယ်။လီဗာပူးဖြစ်ရတာကသူတို့ဟာအရင်နှစ်တည်းတုန်းကအောင်မြင်မှုတွေအများပြားရယူထားခဲ့မှုတွေအသင်းဖြစ်နေလို့ပါ။စီးရီးဖြစ်ရတာကတော့သူတို့ဟာကျွန်တော်တို့ရဲ့အိမ်ကြီးချင်းတွေကိုဒီနှစ်ကတော့မန်ချက်စတာနဲ့တင်းအတွက်အချက်တဲနှစ်ဆတွေ့တဲ့နှစ်ပါပဲ။အကြောင်းကတော့ကာလင်ဖလားပြိုင်ပွဲစီမီဖိုင်နယ်မှာကျွန်တော်တို့ရီစီးရီးနဲ့တွေ့ရတော့မှာ။ဆိုတော့အိမ်ဝင်အဝေးဝင်နှစ်ကြော့ကစားမှာဖြစ်တာကြောင့်ဒါဘီကနှစ်ဆဖြစ်သွားခဲ့ပါတယ်။သူတို့ရဲ့ကွင်းမှာပထ မအကျော်သွားကန်ရမည်ဇန်နဝါရီ19ရက်မတိုင်ခင်တပတ်လောက်က United ပြည်သက်တွေကကျွန်တော်ကိုတွေ့တဲ့ခါတိုင်းဒီအကြောင်းတွေပဲပြောနေခဲ့ကြတယ်နိုင်မဖြစ်မမနိုင်နိုင်ဘူးစသဖြင့်ပြည်သက်တွေကယူမှုဖြစ်နေကြတဲ့အချိန်မှာလေးချင်ခွင့်မှာတော့နီးပြကြီးကကျွန်တော်တို့ကိုတည်တည်ငြိမ်ငြိမ်ရှိအောင်ညွှန်ကြားထားတယ်သူကကျွန်တော်တို့ရဲ့အာရုံစိုက်မှုကိုထိန်းထားတယ်တခြားပွဲတွေအတွက်ပြင်ဆင်တယ်လို့မျိုးပဲကျွန်တော်တို့ကိုပြင်ဆင်ခိုင်းနေနီးစနစ်ပေါ်မှာပဲအာရုံစိုက်ထားဘူးသူကကျွန်တော်တို့ကိုပြောတယ် ကျွန်တော်တို့ကကစားနေကြအတိုင်းကစားနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီပွဲကိုနိုင်မယ်ဆိုတာသူနားလေထားတယ်။အเจ้าကတော့ကျွန်တော်တို့ကစီးရီးထက်အများကြီးပိုကောင်းတဲ့အသင်းဖြစ်လို့ပဲ။မင်းတို့စိတ်ကိုအေးအေးထားပြီးတော့တည်တည်ငြိမ်ငြိမ်ကစားရင်ငါတို့တို့ကိုဘယ်ချိန်ကန်ကန်နိုင်နေလို့သူကအမြဲပြောတယ်။မင်းတို့ခေါင်းတွေပူနေပြီးစိတ်တွေလွတ်သွားပြီးဆိုရင်တို့ကိုခွင့်ရည်အများကြီးပေးလိုက်တယ်လို့ပဲ။ပရိသတ်ကတို့ဘက်ကိုရောက်သွားမင်းခြေစွမ်းကောင်းပုံစံကောင်းတွေလည်းပျောက်သွားနိုင်တယ်။စီးရီးဟာလိမ့်မအကောင်းဆုံးဖြစ်ခြင်းဖြစ်အညံ့ဆုံးဖြစ်ခြင်းဖြစ်အေးမကြီးဘူး။မင်းတို့ဒီငြိမ်အေးဆေးမှုပျောက်သွားရင်တော့တို့ဒီပွဲကိုနိုင်သွားမှာပဲ။ဒါပေမဲ့ပွဲမစားခင်တညလိုအသင်းလိုက် စည်းအဝေးမှာကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တဲ့အချိန်ကိုရောက်လာတော့သူကပဲကျွန်တော်တို့ကိုတောင်းလောင်စေခဲ့ပြန်တယ်။သူကပြောတယ်ဒါဟာတာမန်ညောင်းညာပွဲလေးတပွဲမဟုတ်ဘူးဒီဒေတာရဲ့စိတ်စောဟုတ်ဒီဒေတာရဲ့ဂုံမဲတဲ့ဒီမျိုးမှရှိနေတဲ့လူတွေအတွက်ဒီပွဲရလဟာအရာရာပဲအင်္ဂလိပ်စာသမားတွေကတော့သူပါဟုဆိုလိုချင်နေဆိုတာတခါရင်နားလေသွားကြတယ်။ဘာဟုဆိုလိုရေးဆိုတာသူတို့သိကြတယ်။အတင်းစည်းဝေးပြီးတော့မိုက်ကယ်အိုဝင်ကျွန်တော်စီကိုရောက်လာတယ်။သူကနီးပါးအီးတင်းကိုဘလို့စိတ်ပိုင်းဆိုင်ရာမြင့်တင်ပေးတယ်။တဲ့တင်းလုံးကိုမီးတောင်းနေအောင်ဘလို့လုံးယူရေးဆိုတာသူမယုံနိုင်ဖြစ်နေတယ်။သူကပြောတယ်ဖျားကြီးဒီစ ကားတွေကငါကြားဘူးသမျှတွေကအကောင်းဆုံးနေပဲတကားတွေမှာဒီပွဲနဲ့ပတ်သက်လို့အကြံပေးဖို့နည်းနည်းတန်ဖတ်တင်ပြဖို့လူနေတဲ့သူတွေကတော့ပြပလာကစားတဲ့ကစားသမားတွေပဲသူတို့ကဒီအငွေသက်အချိန်နဲ့အေးပါမှုတွေနဲ့အသေးဖြစ်နေကြတယ်လीသူတို့ဒါဘီပွဲရဲ့ကြီးမားမှုနဲ့ဒီပွဲစဉ်ရဲ့ခြေပြတ်မှုအကြောင်းကိုပြောပြပေးဖို့လူတွေကြိုင်ဆိုင်မှုအကြောင်းစူညံမှုတွေအကြောင်းထက်တန်ပြင်းပြမှုတွေအကြောင်းဒါရီကသူတို့ကြုံတွေ့ဘူးချင်မှာတွေ့ဘူးမဲ့အရာတွေဖြစ်နေတာ ਉਹ အထူးသဖြင့်မန်ချက်စတာဒါဘီလိုမျိုးကြီးကျယ်တဲ့ပွဲစဉ်တွေကိုမကြုံဘူးတဲ့သူတွေဆိုရင်ပို့ပြီးတော့လိုအပ်တယ်တကယ်လို့ကစားသမားတယောက်အနေနဲ့ဒီပွဲနဲ့ပတ်သက်လို့ ့အဆင်သင့်ဖြစ်မနေဘူးဆိုရင်ပွဲရဲ့လျင်မြန်မှုနဲ့ပြင်းထန်မှုကသူတို့အတွက် short ဖြစ်သွားစေနိုင်တယ်။သူတို့ကပြောကြတယ်။အိုးစီးရီးယားပြီးခဲ့တဲ့ရာသီမှာအလေလက်လောက်ပဲရှိတာပါ။ဒီပွဲကလွင်နိုင်ပါလေလို့ကျွန်တော်ကသူတို့ကိုအဲ့လိုမဟုတ်တဲ့အကြောင်းပြောပြဖြစ်တယ်။ဘယ်တော့မှအဲ့လိုမလွင်နိုင်ဘူးဆိုတာနဲ့ဒီအသင်းမှာပါဝင်နေတဲ့သူတွေအားလုံးအတွက်ဒီပွဲဟာအထိပ္ပယ်အများကြီးရှိတယ်ဆိုတာကိုပြောပြခဲ့ပါတယ်။သူတို့အနေနဲ့ပြင်ဆင်ထားသင့်ပေမယ့်တခါတရံကြတော့လေတင်းလိုက်ဆွေးနွေးမှုတွေတတိပေးမှုတွေကလည်းလုံးမဖြစ်ပါဘူး။2020 FA Flora တတိယအဆင့်တုန်းကလင်းနဲ့ယူနိုက်တက်ကစားခဲ့ရတယ်လို့ပေါ့။စီးရီးနဲ့ကစားမယ့်လာထဲမှာပဲဒီပွဲက ကစားရတာပါနီးပြရာလီကြည့်ရင်ခွင်းမှာကစားသမားတွေအားလုံးကိုစူးစီးလိုက်တယ်ဒီဘွဲဟာဒီယာဒီမှာအခက်ခဲဆုံးဘွဲဖြစ်လာလိမ့်မယ်တချို့သောပြပကစားသမားတွေနားမလဲတဲ့အတွက်ဟိုဒီဒီလိုက်ကြည့်နေကြတာကိုကျွန်တော်မြင်ရတယ်သူတို့နားမလဲဘူးဖြစ်နေတယ်ဒီဘွဲကဘယ်လိုလုပ်ပြီးတော့ဒီယာဒီရဲ့အခက်ခဲဆုံးဘွဲစဉ်ဖြစ်လာမှလဲလို့နီမန်ဂျာဘီတက်ကမေးတယ်သူတို့ကလီဝမ်ကအသိလေနီးပြရာသူ့ကိုပြောပြခဲ့တယ်ဒီနှစ်သင်းကြားကပြိုင်ဆိုင်မှုတွေပရိသတ်တွေရဲ့ပြန်လည်အမုန်းတရားတွေအကြောင်းကိုသတိပေးခဲ့တယ်အဲ့ဒီပြင်အောက်အသင်းတွေအသင်းငယ်လေးတွေရဲ့စိတ်ဓာတ်နဲ့ FA Blair ရဲ့မော်ဆန်မှုတွေကိုလည်းပြောပြခဲ့တယ်မိသားကြီးကတော့သဘောပေါက်သွားပုံတော့ရပါ မဲ့နောက်နေ့မှာတော့ကျွန်တော်တို့ရှုံးပြီးတော့ FA Plus ကနေထွက်ခဲ့ရတယ်။တခါတရံကြရင်အကောင်းဆုံးချထားတဲ့အစီအစဉ်တွေတော့လုံးမဖြစ်တာမျိုးတော့လေးရှိတတ်ပါတယ်။